တောင်ကြီးဈေးနှင်းလေးကိုအလဲလိုက်ကြည့်အောင်နော်ဒါလေးကဈေးနှင်းမောင်မအတက်လာတဲ့အဲနေနီးစက်တွေကလာတဲ့အသေးတွေပေါ့နော်တာစီတို့ဘာလို့ကလည်းတက်လာသလိုကျမတို့ဒီဖျားဖြူတို့ ဟိုပုံတို့အဲအဲ့လိုဘက်တီးရရွာတွေလည်းလာကြတယ်ပေါ့နော်အသေးလေးရအများဖြစ်သလိုရှင်အဲဈေးခင်းတဲ့နေရာတတ်မှတ်ထားလေးရှိရပေါ့နော်အဲဆိုအဲ့နေရာတွေမှာသူတို့ကခင်းပြီးတော့မှအခုလိုမျိုးလေးတွေချပြီးတော့ပုံပြီးတော့မှပေါ့နော်အဲခင်းပြီးတော့ရောင်းကြပါတယ်ပိုးရွာအာပိုးအမိုးလေးအမိုးတွေပဲလက်စတဲ့အတိနှံနေနော်အဲ့လိုမျိုးတွေအညာဘက်ကတက်လာတဲ့ ဒီကြက်သွန်နေလေးတွေဘယ်လိုရပါတယ်တောင်ကြီးဈေးမျိုးရောက်ဖို့သူတွေတောင်ကြီးမျိုးကနေပြီးတော့အဝေးရောက်နေတဲ့ဒါအဝေးရောက်တောင်ကြီးတောင်ကြီးသားတွေအတွက်အလွမ်းကြီးကြီးလို့ရဖို့အတွက်ဒါတောင်ကြီးဈေးမျိုးလေးကိုလိုက်ပြီးတော့မှပြန်လိုက်တာပါဒါနေတော်တော်လင်းသွားပြီပေါ့နော်ရေနဲ့မနဲ့အစိုးဆိုရင်အဲ့မှာဟိုးဆေးလိုမျိုးပေါ့အရွက်တရားသားအဲရောင်းတာလေးပါအဲ့နေရာလေးလေးရှိပါတယ်ဒီနေရာလေးရပါတော့ အဲဆိုမနဲ့ဆိုရင်တော့ခေါင်းလေးတွေမှာတို့ကမီတီလေးတွေကိုဟိုချိတ်ထားပြီးတော့မှအဲ့လိုမျိုးရောင်းကြရလို့ပြောပါတယ်တစ်ခေါက်မှာတော့အဲ့လိုမနဲ့အစောကြီးကိုလည်းမရောက်ဖူးပါဘူးရောက်လို့ရှိရင်ဒီလက်လေးအဲတက်တော့လေးဆက်ပြီးတော့တင်ပြပါဦးမင်းနော်ကျွန်တော်ကြည့်အောင်အတီးနှံ့နေအဲ့လိုမျိုးပုံပြီးတော့မှစိမ့်ဆိုလက်ဆက်နေတော့ပေါ့နော် တောင်ချီမျိုးရဲ့မိုးမရွာတော့ဈေးနေရဲ့ညင်ခွင်းလေးပါရှင်မိုးရွာလို့ရှိရင်တော့ဈေးတွေညအရန်တနာဖို့ကောင်းပါရဲ့တောင်ကြီးစီနေပတ်သက်ပြီးအမှတ်တရလေးရှိနေပြပြပေးတော့ပါအောင်နော်ဈေးနီးမှာလာကြောင်းနဲ့အသေးအဲကျွန်တော်တို့ emoji တို့လိုမျိုးပေါ့နော်အဲဒေတာစာလေးတွေပေါ့အမှတ်တရလေးတွေစိုက်တာလေးတွေရှိလို့ရှိရင်လည်း ခေါမမပြပြတော့ပါအောင်ရှင်။နဲ့အစောကြီးဝေလီဝေလီဈေးနေကိုတစ်ချက်လောက်ဆိုင်နိုင်တယ်လေပေါ့နော်။အစောကြီးထပြီးတော့သွားရိုက်ပြီးရခါကျပြီးလို့လေးနဲ့ညဆုံးကြမယ်နော်။အခုတော့တောင်ကြီးဈေးနေအလွမ်းကြီးလေးတွေကိုဒီမှာပဲကြီးလိုက်ပါအောင်။တတား